ကနေရကမျက်နှာသာမပေးခဲ့တဲ့ဂရစ်မန်ရဲ့အဆုံးသက်ကိုတော့လှပစေခြင်းနဲ့အတလတီကိုမတ်တီအတင်းရဲ့ဝိုင်းရင်တိုက်စစ်မှုအန်တိုနီယိုဂရစ်မန်ကပြီးခဲ့တဲ့မတ်တွေ့တာပြီးမှနာချင်းချင်းဘူမိနစ်အတွင်းမှာနိုင်ကိုသွင်းယူပေးခဲ့တာကအတင်းရဲ့ပရိသတ်တွေအတွက်ကြီးမားတဲ့ပျော်ရွှင်မှုဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့ဒီကောအတုတက်ဖေဖော်ဝါရီလနောက်ပိုင်းမှာပထမဆုံးလာလီကာအတွင်းကိုဖြစ်နေလာတော့ချီကင်ရသူတွေတက်ဝမ်းတာချင်းနဲ့အတူရင်းထဲမှာမကောင်းတဲ့ခံစားမှုများစွာကိုရောထွေးနေစေပါတယ်။ ဘရစ်ဘန်ဆိုတာအတလတီကိုမက်တစ်ပြိသက်တွေအတွက်တော့မြန်နိုးရအဓိကသူရဲကောင်းတူဖြစ်နေသေးပါပဲ။ဒါပြပွဲလို့ရေးပါတဲ့ပွဲမှာနိုင်ချင်းချိန်ပုံးမှာနိုင်ကိုသွင်းယူပြီးခဲ့တာကခရစ်မိုင်းရဲ့ကန်ချမာကိုပြန်လည်ဆွဲခေါ်နိုင်စွမ်းကိုပြသလိုက်တာပဲဖြစ်ပါတယ်။ဖေဖော်ဝါရီနောက်ပိုင်းမှာဂိုဘောက်ပြည့်နေတဲ့ဝိုင်းရင်တိုက်စစ်မှုတူအတွက်ဒီကူကစိတ်ပိုင်းဆိုင်ရာခွန်အားကိုအများကြီးပြန်လည်တိုးမြင့်ပေးခဲ့မှာသိကြပါရယ်။အသက်၃၄နှစ်ရွယ်ရှိပြီဖြစ်ပေမဲ့သူရဲ့ပြေလွန်မှုဖန်နီမိုးနဲ့ဒီကချင်မြမှာအဆုံးဖြတ်ပေးနိုင်မှုတွေကြောင့်အတလတီကိုမက်တစ်တင်းရအားကိုရသူဖြစ်ဆက်လက်ရည်တည်နေစေဖြစ်ပါတယ်။ခရစ်မိုင်းရဲ့ဘောလုံးမပေါ်မှာချန်ပီယံဆုနဲ့ပတ်သက်ပြီးကန်တရားရဲ့ထူးဆန်းတဲ့လက်စားမှုတွေကနာကျင်စရာတမိုင်းကြောင်းတစ်ခုကိုဖြစ်နေပါတယ်။ ပထမကြိမ်ဆုံးရှုံးမှုကတော့သူအတလတီကိုမက်တီအတင်းကိုမရောက်ခင်တနည်းလုံးမှာအတင်းကလာလီဂါချန်ပီယံဖြစ်ခဲ့ပြီးတယောက်ခရိတ်နေ့ကစားလို့လာလီဂါချန်ပီယံဆုနဲ့ဝေးကွာသွားခဲ့ပါတယ်။ဒုတိယကြိမ်ဆုံးရှုံးမှုကလည်းချန်ပီယံဆုကိုလိုချင်လို့နဲ့အတွက်အတီကိုကိုဆုံးခွာပြီးဘာစီလိုနာတင်းစီကိုပြောင်းရွှေ့ခဲ့ပါတယ်။မက်ဆီနဲ့ဆော်လက်တို့လိုဒေဒိတ်ချက်ကစားမိုင်းနဲ့တွဲကစားခဲ့ပေမဲ့ထင်စားစလို့ဖြစ်မလာခဲ့ပါဘူး။အဆိုဆုံးကတော့သူကဘာစီလိုနာတင်းတွေကစားနေချိန်မှာအတလတီကိုမက်တီအတင်းကလာလီဂါချန်ပီယံထပ်ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီဖြစ်ကသူ့ရဲ့ကစားမပေါ်မှာအကြီးမားဆုံးသောပြောင်းပြန်ဖြစ်ရတဲ့ခုလို့ဖြစ်နေခဲ့ပါတယ်။ ခရစ်စမတ်ရဲ့ကစားမပေါ်မှာထိုးတောက်ဆုံးနှစ်လို့သတ်မှတ်နိုင်တာကတော့2016ခုနှစ်ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကသူ့ကိုဘောလုံးကရဲ့ကြီးဆုံးဆုဖြစ်တဲ့ဘလူးနီယောဆုရရှိလိမ့်မယ်လို့ပါထင်ကြီးပေးခံခဲ့ရပါတယ်။ဒါပေမဲ့လည်းဆုံးမှာတော့သူ့ရဲ့အကောင်းဆုံးနှစ်ကနာချင်းစရာပြည့်စုံနှစ်ဖြစ်ခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနှစ်ကအတလတီကိုမက်ဒစ်တင်းနဲ့ချန်ပီယံလိဖိုင်နယ်မှာရီယယ်မက်ဒစ်ကိုရှုံးနိမ့်ခဲ့ရပါတယ်။ဒါရင်မကလေးပဲနိုင်ငံချင်းဖြစ်တဲ့ပြင်းထန်တင်းနဲ့တူသူ့ရဲ့မိုးရမြင့်မှာကျင်းပတဲ့ယူရိုဖိုင်နယ်မှာလည်းပေါ်တူဂီတင်းကိုထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။ ဒီချန်ပီယံဆူကြီးနှစ်ခုကိုတနည်းထဲမှာပဲလက်တကန်းလိုကနေဆုံးရှုံးခဲ့ရခြင်းကသူ့အကောင်းဆုံးစီစဉ်ပြသခဲ့တဲ့နှစ်ကိုပါစိတ်ပြတ်ဖွယ်မှတ်တမ်းဖြစ်ပြောင်းလဲဖြစ်ခဲ့ပါတယ်။ဒီလိုမျိုးခက်ခဲတဲ့လမ်းကြောင်းတွေကြားကနေပဲရှောင်းလန်းခဲ့ရပေမဲ့ခရစ်မတ်ကအတလတီကိုပရိသတ်တွေအတွက်အမြဲတမ်းထူးခြားဆုံးနေရာမှာရှိနေသေးပါပဲ။လက်ရှိမှာတော့သူ့အတလတီကိုမတ်တီတင်းရထာဝရတွင်းကိုအများဆုံးကစားသမားအဖြစ်196ဂိုးနဲ့ရပ်တည်နေပါတယ်။နောက်ထပ်တကူးသာတွင်းနိုင်ခဲ့ပါကဂိုးနေရာကြီးကိုရောက်ရှိတော့မှဖြစ်ပြီးဒီမှာတန်းကသူ့ရဲ့ကလပ်ပေါ်ပိတ်ဆက်မှုတွေကိုပေါ်ပြနေတာလည်းဖြစ်ပါတယ်။ အသက်34နှစ်ရွယ်ဆိုတော့ကဒီဘက်ခေဘလုံးမကမှာတွေးကြုံရင်းချမ်းမှုအစင်ပဲရှိပါသေးတယ်။ဒါကြောင့်တလတီကိုမတည့်တင်းတဲ့သူဒီလိုဒုတိယကြိမ်တွဲဖက်မှုမှာဒီကိုတင်းတဲ့သူချန်ပီယံဖလားကြီးတစ်ခုခုကိုရယူပြီးသူ့ရဲ့ကစားမဘောက်ကိုဒီထက်ပိုပြီးလှပတဲ့အဆုံးသတ်တစ်ခုရရှိစေချင်တဲ့ဆန္ဒကသူ့ကိုပြန်လို့သူပြည်သက်တိုင်းရဲ့မျှော်လင့်ချက်ပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချစ်ကြတဲ့